ကျောသားပရိသတ်သမီးမိတ်ဆွေများလုံးမင်္ဂလာပါကျောသားပရိသတ်သမီးတွေအတွက်ကိုကံနေစကောင်းဝင်တဲ့စီးပွားတွေစပြီးတက်မဲ့နေလုပ်ငန်းတွေစပြီးတိုးတက်မဲ့နှစ်တစ်နှစ်ကိုပြောပြပေးမှာဖြစ်ပါတယ်အဲ့တော့လောကဒဏ်၈ပါးမှာအကောင်းလောကဒဏ်၄ပါးရှိတယ်အဆိုးလောကဒဏ်၄ပါးရှိတယ်အဆိုးလောကဒဏ်၄ပါးကိုကျွန်တော်တို့ထဲမှာပြောတော့ဘူးကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်အကောင်းလောကဒဏ်၄ပါးလင်းနစ်ကိုပြောပြပေးသွားမှာဖြစ်ပါတယ်ကျောသားပရိသတ်သမီးမိသူမျိုးစုရာဟုတက်ရောက်ရာတော်လို့ခေါ်တဲ့ရာဟုတက်ရောက်ရောက်လာရင်ဘဝအသက်ပြန်ဆရတယ် စီးပွားရေးတွေလုပ်ငန်းတွေအားလုံးပြန်ကောင်းလာတတ်တယ်အရင်တော့ဘယ်လောက်ပဲညံ့ငင်းနေခဲ့အဲ့ဒီတော့ကျသာဝိသားသမီးမိသူမဆိုအသက်10နှစ်18 26 34 42နှစ်50 58 66 84 80နှစ်90အဲ့ဒီတွေရအောင်တက်ရောက်ဖြစ်တဲ့တော့ကျသာဝိသားသမီးမိသူဆိုမိသူမဆိုလက်ကမောက်ခတ်လို့ရပြီဘဝပြန်ပြီးတော့နလန်းထူလာမယ်ပြန်ပြီးတော့အွန်လိုင်းထူလာမယ်နှစ်စကောင်းလာမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ဒါပေမဲ့ရာဟုတက်ရောက်ထုံးစံအတိုင်းပဲ ိန်တော်ရေးကိစ္စလူမှုရေးကိစ္စတွေရှုပ်ထွေးဖြစ်တဲ့တွင်မိမကိစ္စရှောင်ရှားတဲ့အခြေရေးကိစ္စဒီအိန်တော်ရေးကိစ္စတွေမှာရှုပ်ထွေးလို့မရဘူးအဲ့လိုရှုပ်ထွေးမှုတွေပြုတ်လုတယ်ဆိုရင်အရှုပ်ထွေးတွေဖြစ်ပေါ်လာရင်လက်ပိတ်တတ်ပါတယ်ကောင်းလာရှေ့ကောင်းလာမဲ့နှစ်တွေမှာလည်းအញ្ញမ်းခိုက်တွေဖြစ်ပေါ်လာတတ်ပါတယ်ဥပမာရှေ့လာမဲ့စီးပွားတက်မဲ့နှစ်တွေထိပေါင်းမဲ့နှစ်တွေဟိုးတဲ့ရေးတွေဝင်တဲ့နှစ်ဝင်မဲ့နှစ်တွေမှာကိုယ့်ရဲ့ကံတရာတွေကပိတ်ဆို့ပြီးတော့ညံ့သွားတတ်ပါတယ်အဲ့တော့မိမကိစ္စတွေလူမှုရေးကိစ္စတွေရှောင်ရှားတဲ့နှစ်ဖြစ်ပါတယ် ဲ့လိုရှောင်ရှားနိုင်ရင်တော့ကိုယ့်ရဲ့ကံကောင်းလာမယ်ငွေတွေဝင်လာမယ်သုံးပြီးလို့ထင်ရတဲ့ငွေတွေပြန်ရလာမယ်လူအများကလည်းကိုယ်လေးစားချစ်ခင်လာမယ်ကိုပြောလို့မရဆိုလို့မရဘူးအောင်မြင်လာမှာဖြစ်ပါတယ်ကိုယ်စင်ပြသားချင်းတွေကပတ်စံထုတ်ပေးလာလို့လုပ်ငန်းလုပ်ဖို့ဆိုပြီးပတ်စံထုတ်ပေးလာတာမျိုးတွေမိသားစုကနေပြီးတော့ငွေတွေထုတ်ပေးလာတာမျိုးတွေကြုံတွေ့ရတယ်ပါတယ်အဲ့တော့ကိုကဘာစားစားအရသာရှိနေမယ်ဘာဝတ်ဝတ်ကိုနဲ့လိုက်ပြီးတော့လှပနေမယ်နှစ်တစ်နှစ်ဖြစ်ပါတယ်ကိုရောင်ကိုဝါတွေစပြီးတော့တောက်ပလာတဲ့နှစ်မျိုးဖြစ်ပါတယ် ဒါပေမဲ့တခုတည်းထားမှာစတာပိသားသမီးကမိသူမျိုးအသက်16နှစ်မှာသူတစ်ပါးရဲ့မတရားဆွဆွဲပြောဆိုခြင်းကိုခံရတယ်နော်အရာဟုတ်တဲ့ရောက်တယ်မှာပဲနော်သူတစ်ပါးရဲ့မတရားဆွဆွဲပြောဆိုခြင်းကိုခံရတယ်ဆိုစတာပိသားသမီး16နှစ်မှာအဲ့လိုမျိုးအဖြစ်မခံအောင်အဲ့လိုမျိုးမဖြစ်ပေါ်လာစေရင်စာအုပ်တုပ်စာတထုပ်ကိုဘိုးတဘူးနဲ့ညက်နေ၃နိုင်မှာတောက်ကြတာတက်ကြီးရယ်ကိုတူးကိုလှူဒန်းရမှာဖြစ်ပါတယ်။အော်ကြတာပိသားသမီး ဘသူမဆိုအသက်26နှစ်မှာပတ်ဝန်းကျင်အထင်သေးတာလို့မတမတရားပြောဆိုခံရတာလို့ကြုံတွေ့တဲ့ပြည်အဲ့လိုဖြစ်ဖို့တော့စိတ်သားဟင်းနဲ့ထမင်းရမ်းနေပြီးတော့ဘုံဘူးနေညနေ၈နာရီမှာငါပြောဘက်ခင်းပြီးတော့ကိုယ်ဝန်ပုံပြီးတော့လမ်းပေါ်ကခွေးတွေကိုကျွေးပြရမှာဖြစ်ပါတယ်အဲ့မှာဇာတာပိသားသမီးတွေနေကမဟာဘုတ်တိကျွင်းဇာတာပိတွေနေပြဆိုရင်เนาะအနေငယ်အညာခိုက်လေးဖြစ်တတ်တယ်အဲ့တော့မဟာဘုတ်တိကျွင်းဇာတာပိဆိုတာဇာတာပိသားသမီး အဓိပတိဘွားတွေပေါ့နော်အဓိပတိဘွားတွေဆိုလိုရင်းဖြစ်ပါတယ်အဲ့တော့အညာခိုက်တွေဖြစ်ပေါ်လာပြီဆိုရင်ဇေလီတဆူဆူသွားပြီးတော့ရက်သက်စိတ်လှူရမ်းရမယ်နော်စက်ကူရက်ကလေးတွေနောက်တစ်ချက်ရက်ဖះရုပ်ဘွားတော်ရဲ့ရင်ဘတ်တော်ရွှေပြားဆန်ပြားချပြီးလှူရမ်းရမှာဖြစ်ပါတယ်လောကဝိတုဆိုတဲ့ဂုံတော်ကိုအတိတ်ထံပရင်းစိတ်ပေးရမှာဖြစ်ပါတယ်နောက်ရွှေဒီနှစ်လက်ကိုဖះမှာကြက်ချေခတ်ပြီးလှူရမ်းရမှာဖြစ်ပါတယ်ကြာပန်းအဖြူကြောင့်လှူရမ်းရမှာဖြစ်ပါတယ် ဟိုထပ်မှန်ပြီးတော့ရာဟုတက်ရောက်စကောင်းမှုရခါမှာရှေ့လာမယ့်နှစ်တောက်ကြတက်ရောက်ကတော့စီးပွားတွေစပြီးတက်တက်တယ်လုပ်ငန်းတွေစကောင်းမှုနှစ်အဲ့နှစ်ကတော့ကျသားဝိသားသမီးတွေတောက်ကြတက်ရောက်ကြရောက်တဲ့ပြည်အသက်ပိုင်းကြစီးပွားတက်မယ့်နှစ်ကအသက်17 17 19 28 35 43ပြီးတော့52နှစ်59 69 85 83 62အိုင်းနဲ့တရားတောက်ကြတဲ့ရောက်ဖြစ်တဲ့ဆိုစီးပွားရေးတွေလုပ်ငန်းတွေစကောင်းလာမယ်မွေးနံလည်းတိုက်ထိတ်ရောက်နေတဲ့အမွေရတာမျိုးတွေ မြေဝင်တာမျိုးတွေစီးပွားတက်တာမျိုးတွေယာရုတက်တာမျိုးတွေလုပ်ငန်းကိန်းကတိုးတက်တာမျိုးတွေဖုန်းကိုတိုးတက်တာမျိုးတွေကြုံတွေ့ရမှာဖုန်းအစ်တွေပါဝင်တက်တယ်မျက်မှန်အစ်တွေပါဝင်တက်တယ်ညီတွေပါဝင်တက်တယ်ဒါပေမဲ့တခုတိထားမှာစတာဝိသားကြီးမြေတောက်ကြတက်ရောက်တယ်မှာအာသူဝိုင်းမသွားတယ်နားကြီးမသွားတယ်နားကြီးဝယ်တာမျိုးတွေနားကြီးသူများလက်ဆောင်ပေးရင်လည်းမယူတင်ဘူးနောက်အိမ်မှာနားကြီးအဟောင်းပြက်တွေမထားတင်ဘူးအဲ့တော့သုံးကြီးကြတာပရိတွေအနေနဲ့ဆိုရင်တော့လေအညံ့ခိုက်လေးတွေအနေချင်းဖြစ်တယ်တဲ့သုံးကြီးကြတာပရိဆိုတာ သုံးညတိုက်ဖွားနေနေပါတော့เนาะစသားပြီးသားသမီးနေနေဆိုရင်ဒီတက်ပိုင်းချမှာအညက်ခိုက်တွေအနေချင်းကြုံပြတ်တတ်ပါတယ်အခုတစ်ချက်ဘုံတဘူးနံစစတေနဲ့ဆုံးထားတဲ့နာမည်ပိုင်ရှင်တွေဆိုရင်ညက်ခိုက်ဖြစ်တတ်တယ်အဲ့လိုနာမည်ပိုင်ရှင်တွေကြောင့်စိတ်ညစ်တာမျိုးတွေစိတ်နှောက်ယှက်ဖြစ်ရတာမျိုးတွေလည်းကြုံပြတ်တတ်ပါတယ်အဲ့တော့အထက်လူကြီးဆရာသမားတို့ပုံကုန်တွေ့ရင်ကိုယ်ကြီးရှုမစားတာမျိုးတွေဖြစ်တတ်တယ်မိကောင်းဆွေကောင်းတွေလည်းရလာတတ်တယ်เนาะယာရူးတွေတက်လာတတ်တယ်လာစာတိုးတာယာရူးတိုးတာမျိုးတွေကြုံတွေ့ရတတ်တယ် အဲ့တော့အမွေရမယ်မြေဝင်မယ်စီးစဲဥစ္စာတွေတိုးတက်လာမယ်။နောက်ကျေးဇူးကိုယ့်ဘုံမှာကျေးဇူးရှိတဲ့သူကျေးဇူးရှင်တွေမိဘတွေပြန်ပြီးတော့ကြည်နိုင်မယ်။ငွေတွေလည်းတလဟောဝင်လာတတ်ပါတယ်เนาะ။အဲ့တော့စီးစိမ်ဥစ္စာနဲ့ပြည့်စုံမဲ့နှစ်ချမ်းသာဒုက္ခတွေရရှိမဲ့နှစ်ဖြစ်ပါတယ်။တောက်ကြတဲ့ရောက်ကအဲ့တော့သုံးညွင်းတိုက်ွားတယ်နည်းနည်းဆိုရင်ပဲအညာကဖြစ်တတ်တာဖြစ်ပါတယ်။ဂျန်နဲ့ချက်တာပြည့်အတွက်ကြတော့အားလုံးကောင်းကျိုးချမ်းသာဒုက္ခတွေရရှိမှာဖြစ်ပါတယ်။ အဲ့လိုအញ្ញံခိုက်တွေကြုံတွေ့နေတဲ့ကြာသာပိသားပြည်နေနေကဒီတပိုင်းကြပါဆိုရင်ဇရာအနေနဲ့ကကိုယ့်ရဲ့ကြာသာပိနေတိုင်းအိရာရွှေ့ရမှာဖြစ်ပါတယ်နေရာခက်ခဲရှင်တထွာလေးရတမိုက်လေးရရွှေ့လိုက်ပါဆင်းရဲနွမ်းပါတဲ့သူတွေခရီးစိတ်နန်းစိတ်လူတန်းပေးရမှာဖြစ်ပါတယ်အော်မြမာပြီးတပတ်ခေဖျားဘူးခရီးထွက်ရမှာဖြစ်ပါတယ်အင်္ဂါနေ့တိုင်းစီသွင်းငါးဘွယ်ဖျားမှာလူပါမယ်ဒါတောက်ကြတက်ရောက်ကြရရပါတော့အုံးဒီမထဲအောင်ကြတာပဲနေတိုင်းမုံစိမ်းပေါင်း၃ပုံကလှူရရမယ်အုံးဒီမထဲအောင်ဒါကောင်းကျိုးချမ်းသာတူကောင်းရရှိမယ်နှစ်ဖြစ်ပါတယ် ထပ်ပါပြီးတော့စတာဝိသားသမီးတွေအနေနဲ့ဟာအိုးပိုင်အိမ်ပိုင်ရရှိမယ်နော်အိမ်ပြရမယ်အိမ်ဆောက်ရမယ်အိမ်တော်တွေကြားတယ်တယ်အိမ်တော်ကြားရင်ကောင်းသောကြားခြင်းတွေဖြစ်တတ်တဲ့နှစ်ကံကောင်းမဲ့နှစ်တွေကတော့အသက်30နှစ်20 28 36 44 50နှစ်60 68 86 84 90 90နှစ်ဖြစ်ပါတယ်အဲ့နှစ်တွေကတော့အလူတန်းတွေလောရတယ်အိုးသိအိမ်တွေဝင်တတ်တယ်အိုးပိုင်အိမ်ပိုင်ရတတ်တယ်တော်တော်စတာပရင်းတွေအနေနဲ့ကတော့ဘုံမီးတက်ရောက်ဖြစ်တယ်မွေးနံပြမိတဲ့အတွက် ျမ်းပါရေးအနေငယ်ညက်ညက်တတ်ပါတယ်နောက်ထိမိကိုင်းမိလေးတွေမဆိုးတလောက်ဖြစ်တယ်စာသာဝိသားသမီးဒီတပိုင်းချောင်းကြားရောက်နေတဲ့စာသာဝိသားသမီးအနေနဲ့ကမဆိုးတလောက်အညံ့ခိုက်တွေရှေ့နေတယ်ကျမ်းပါရေးနဲ့ပတ်သက်တာတွေထိမိကိုင်းမိလေးတွေယူဆရမှာဖြစ်ပါတယ်နောက်တစ်ချက်ကနာမည်မှာစာသာပရိစတနည်းဦးတွေဆုံးမှဲ့ထားတဲ့သူတွေတို့ကလည်းအညံ့ခိုက်တွေဖြစ်ပေါ်တတ်ပါတယ်ဥပမာမဲအောင်လို့နော်မဲဦးလို့ ့ပပပမားနဲ့စပြီးတော့အားနဲ့သုံးတန်းနဲ့နိုင်ပိုင်းရှင်တွေအတွက်ကြတော့အငြင်းအခိုက်တွေမဆိုးတလို့ဖြစ်ပေါ်တတ်ပါတယ်။နောက်တစ်ချက်ကမဟာဘုတ်တွေ့ကျွင်းကြတာပဲဘင်္ဂါဘွားကြတာပဲအနေနဲ့ကလည်းအငြင်းအခိုက်တွေမဆိုးတလို့ကျုံတွေ့တတ်ပါတယ်။အဲ့တော့ကျန်တဲ့ကြတာပဲအနေနဲ့ကတော့ဖုံးတဘောဩဇာတွေတိုးတက်လာမယ်။နော်လုပ်ငန်းကိုင်ငန်းတွေကောင်းလာမယ်။စီးပွားလည်လာပါတယ်တိုးတက်လာမယ်နှစ်ဖြစ်ပါတယ်။အော်ဒီလိုနေတဲ့အကြောက်လာရင်အញ្ញန်ခိုက်တွေကြုံတွေ့နေတယ်ဆိုရင် မကြာခဏအတိတ်တန်အနေနဲ့တက်တက်လို့စားတာမျိုးတွေပြုလုပ်ပေးပါတနေ့ဦးနေနေတိုင်းဇေဒီတစူးဆွတ်တနေ့ဦးနေတော့မှာစင်ပြီးတက်စီလှူဒန်းပေးပါနောက်ဘောလူးနေတိုင်းရှောက်ပြီးတုတ်ဖျားမှာဆုံးတော့ကတ်ပေးပါဘောဘဲသားနဲ့အုံလို့ချက်ပြီးတော့လေးစင်ကြိုင်ထဲမှာထည့်ထည့်ပြီးဖုံးကြောင်ကိုပို့ပေးပါအဲ့ဒါဆိုရင်တော့အញ្ញခိုက်တယ်ပြေရောက်ပေးပါပြေရောက်တော့မှာဖြစ်ပါတယ်အထက်မှာပြောကြတာဝိသားသမီးကငွေတွေအလုံးဝမ်းနဲ့စီးပွားတွေတက်မှန်းနဲ့ငွေတွေစုမိဆောင်မိမယ်နော်ဖြူတဲ့ပစ္စည်းတွေလက်ဝဲရနာတွေဝင်လာတတ်တယ်အလူတန်းကိစ္စတွေ ပြီးတော့အမွေရတာမျိုးတွေထီပေါက်တာမျိုးချဲပေါက်တာမျိုးတွေဖြစ်ပေါ်မဲ့နှစ်ကအသက်73နှစ်21နှစ်29 39 55 63 67 69 85 86 85ကိုယ်သက်သုံးနေတယ်ဖြစ်ပါတယ်အဲ့ဒီတွေရောက်လာရင်ထီစုကြီးတွေပေါက်တတ်တယ်ချဲပေါက်တာမျိုးတွေဖြစ်တတ်တယ်ငွေကြေးလလပါတွေဝင်လာတတ်တယ်ဒါပေမဲ့ကျန်းမာရေးနေနဲ့ခရီးဆိုင်ရမယ်ဥကောင်းနဲ့ပတ်သက်တာတွေဝမ်ပိုက်နဲ့ပတ်သက်တာတွေမျိုးတွေအညံ့ခိုက်ဖြစ်တတ်တယ်အဲ့လိုအညံ့ခိုက်ဖြစ်ပေါ်နေရင်အုံးရေလေးခွက်နဲ့ ကိုယ့်ရဲ့နှိမ်ကောင်ပတ်စေးလိုက်ရင်ဟိုကဥကောင်းနဲ့ပတ်သက်တာတွေ1 guy 1 byte နဲ့ပတ်သက်တာတွေ6 round နဲ့ပတ်သက်တဲ့ကျဲပါရင်ညံ့ခိုက်တရားပြေပြောက်သွားမှာဖြစ်ပါလေအိမ်အောင်ရှိတဲ့သူတွေဆိုရင်လည်းသတိထားရတယ်ဘာဖြစ်လို့ဆိုအဲ့ဒီနှိမ်ကမျက်နှာပွင့်တက်တဲ့နှစ်မျိုးဖြစ်ပါလေလာကစားအလုပ်သမားတွေဆိုရင်လည်းဒီအဲ့နှစ်ထဲမှာတင်းနာတဲ့အောင်ထွက်ချင်စိတ်ပေါ်တတ်တယ်ဒါပေမဲ့မထွက်တဲ့ဟိုတင်းနာတဲ့အောင်ပါနော်မထွက်ပါနဲ့အောက်ချက်ကအဲ့လိုနှစ်ထဲမှာတင်းနာတဲ့အောင်ဘာပဲလုပ်လို့တစ်ခါတည်းမပြေဘူးနှစ်ချိန်တစ်ခါပြန်လောက်ရတဲ့ အဲ့လိုတနေ့ရက်တယောက်တည်းရောက်လာရင်ကိုယ့်အိမ်မှာဖိုးမတန်လို့ထင်ပြီးတော့ပစ်ထားတဲ့ကြောက်လုံးရှိတဲ့တယ်ဘူးတွေခွက်တွေထဲမှာအဲ့ကြောက်ကိုဒါအယောင်ခက်ပြောပြောရှိတဲ့တယ်အဲ့ကြောက်ကိုထိတ်မှာအနာလေးလေးပါတယ်တယ်အဲ့ကြောက်ကိုရှာပြီးတော့လက်စုပ်ကွင်းဝတ်မယ်ငွေနဲ့လက်စုပ်ကွင်းဝတ်မယ်ဆိုရင်ကိုယ်အိမ်နဲ့စီးပွားရေးတိုးတက်လာမယ်တော်သမျှဆိုသမျှတွေအဆင်ပြေအောင်မြင်လာမှာဖြစ်ပါတယ် ဒီလိုနေပြီးမှကိုယ့်အိမ်ကိုကိုယ်ဝန်တယ်ကိုယ်ဝန်ဆောင်တယ်ရောက်လာပြီးညအိမ်ညတဲခေါ်ရဒါမှမဟုတ်ငွေတွေကရှိပြီးသားကိုယ်ဝန်ဆောင်တယ်ရှိခဲ့ရင်ထီဆူကြီးပေါက်တယ်ကိုယ်ဝန်တယ်ဘိုင်ကြီးတယ်ရှိခဲ့ရင်တင်းနေတာတက်အောင်ပါပါနော်ကိုယ်ဝန်ဆောင်တယ်ဘိုင်ကြီးတယ်ကိုယ်နီးနားမှာရှိခဲ့ရင်ကိုယ့်အိမ်ကိုညအိမ်ညတွေလာတဲရင်ထီဆူကြီးပေါက်တယ်ပါတယ်အဲ့လိုနေမျိုးတင်းနေတာတက်အောင်ထဲမှာမကြာခဏခရီးတွေထွက်ကြတယ်တယ်သို့သောတင်းနေတာတက်အောင်ကြတာပရိတွေနေနေတာ6ကျင်းကြတာပရိအထုံးပွားတွေနေနေတာအနေငယ်အញ្ញန့်ခိုက်ပြီးဖြစ်ပေါ်နေပါတယ်နော်အထုံးပွားတွေနေနေတာ ကြံတဲ့ကျွန်တော်အမရီတင်းတဲ့တဲ့ရောက်ကအားလုံးကောင်းပါတယ်အဲ့တော့ဒီနေ့တည်းမှာအညာခိုက်တပြေပြောက်ရှင်ကြာဘူး2ပွင့်တစ္ဆပန်း6ပွင့်ဖရားမှာကတ်လူရမယ်ငကေယုံဖရားမှာထညာခဲဆက်တခဲကိုဆက်ကုကတော်တွေထည့်ပြီးတော့ကတ်လူပူဇော်ရမှာဖြစ်ပါတယ်အမွေးနဲ့တားရင်းနဲ့တင်းတဲ့တောင်းမှာရှိတယ်ဖရားစင်းတော်တင်းနာနေမှာရေးတက်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြုတ်လုံးမှာဆိုရင်ကိုယ်ပါရှိတယ်ကိုယ်မှဖြစ်ပေါ်နေအညာခိုက်တွေပြေပြောက်သွားမှာဖြစ်ပါတယ်အဲ့ကျွန်တော်မိတ်ဆွေများအားလုံးကျမ်းမာချမ်းသာကြပါစေ